တော်လနေ့လည်ခင်းမှာလူလူမြို့မှာသတင်းဌာနရဲ့ဒီဇင်ဘာ9ရက်နေ့နေ့လည်ခင်းသတင်းစီစဉ်ကိုကျွန်တော်ကိုစောကတင်ဆက်ပေးပါမယ်။စကားတိုင်းရွှေဘုံမြို့မှာဒီကနေ့ဒီဇင်ဘာ9ရက်မနက်စောပိုင်းကစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျက်တိုက်ခိုက်ခဲ့လို့ကလေးငယ်တအူးနဲ့လေးများအုပ်တေဆုံးသွားခဲ့ပါတယ်။ရွှေဘုံမြို့နယ်ရှေ့ချမ်းတစ်ချုံပင်ကျေးရွာကိုဒီကနေ့ဒီဇင်ဘာ9ရက်မနက်တနားရီကျော်ချိန်မှာစစ်ကောင်စီတပ်ကဂျက်တိုက်လေကြီးနဲ့ပုံ250မျိုးစာဗုံးတိနှလုံးချိတ်ချခဲ့တဲ့အတွက် အသက်9နှစ်ရွယ်မတ်ဝင်းလင်းလက်ထွန်း35နှစ်ရွယ်ကိုမြင့်သူဝင်းနဲ့ဇနီးမတ်မေလွမ်းသူတို့သုံးဦးဟာတေဆုံးခဲ့တာလို့မျက်ပြင်တွေ့ရှိခဲ့တဲ့မြေပြင်သတင်းရင်းမြစ်တွေကလူလူမြန်မာကိုပြောပါရယ်လေးချောင်းတိုက်ခိုက်ခံရမှုကြောင့်ကလေးငယ်ဟာခန္ဓာကိုယ်တစသည်ဖြစ်သွားခဲ့တယ်လို့လေးများတို့ကခါမပြတ်ထွက်ပြီးအသက်တေဆုံးခဲ့တာဖြစ်တယ်လို့ဒေတာသတင်းမီဒီယာမြေလက်အတန်ကိုမြေပြင်သတင်းရင်းမြစ်တွေကဖြေဆိုထားပါရယ်ဒါပြင်နောက်ထပ်ဒေတာကအမျိုးသား မြို့သမီးရှိဦးတို့ဒဏ်ရာရရှိခဲ့သလိုလူနေရေးဆယ်လုံးဆိုင်ကနစီဖောကားတစည်းတို့ပြက်စီးပြီးနွားကိုးကောင်တေဆုံသွားခဲ့တယ်လို့မျက်မြင်တော်လှန်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာ၂ရက်နေ့ကလည်းဝက်လက်မြို့နယ်နတ်မဦးကျေးရွာကိုစစ်ကောင်စစ်တပ်ကဂျက်တိုင်ရင်တစည်းနဲ့ပေါင်250ဗုံးဒီနှလုံးကျဲချခဲ့လို့ဆယ်နှစ်ရွယ်ကလေးငယ်တူပါဝေးမိသားစုဝင်၅ဦးတေဆုံခဲ့ပါတယ်